水养门店，哎，阿罗不能搞，他们呃自家也吃的了，民宿养的是，没有些也差别来的。叫麻将路线，那得按你念，不落花不能丢，啊，民宿什么的不能拉，要水养什么的来活了，没法生活没，一个养店总也不容易。 တို့ကတော့ပြောတာပဲအဲ့နမေကမြန်မာနိုင်ငံမှာတလုံးပဲရှိတာလေးကိုပြောတာဟုတ်လားမြန်မာနိုင်ငံတလုံးဟုတ်ပါတယ်ဘာနမေတလုံးပဲတလုံးပဲရှိတယ်နော်စာလုချိန်တန်လို့ရှင်နေရမပြင်းဘူးတော့ထားလို့တယ်ခါချိန်တန်ပြီဆိုလို့ရှင်နေလမ်းပြီးမှတော့လမ်းလျှောက်နေသွားနေတော့လိုက်ကနေတော့ကျွန်တော်ရှက်တယ် ဇကားထဲမှာကျတော့ကျွန်တော်ကအမှန်လည်းပြောမယ်ဆိုရင်ကိုကြံ့ကငားတာကိုကြံ့ကိုကြံ့သူလိုက်ပြဆိုတော့ကျွန်တော်လည်းဇလမ်းမဖတ်တော့လေဒါပါဆိုတော့သူလိုက်ပြဆိုတော့ပြီးတော့ရိုက်တာဥခင်းလိုက်ဟိုဥခင်းလိုက်ဖြစ်တဲ့အတွက်အဲ့ရကျွန်တော်အနေနဲ့ဆရာသမားကြီးဖြစ်တော့ကောင်း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 ခံပေးရမှာပေါ့အဲ့အတွက်လည်းကောင်းကောင်းလုပ်ငားတာပေါ့နော်အဲ့အတွက်လည်းဟိုကျွန်တော်စူးစမ်းပြီးတော့ return ဆိုတော့စီစဉ်2ဆိုတော့1အောင်ပြောင်းလို့ရတော့မယ်လေအဲ့အတွက်လည်းအများကြီးစူးစမ်းပါကျွန်တော်က ျွန်တော်သင်ခိုင်းတယ်ကျွန်တော်မသင်ပေးခဲ့ဘူးပေါ့ကျွန်တော်ကျွန်တော်ဆရာရောဦးချမ်းတို့ကျန်တဲ့လူတွေနဲ့သူတင်ပြီးတော့တပတ်ဆိုကျွန်တော်တင်မင်းကျွန်တော်ပုံစံကြီးထွက်မှာဆိုတော့အဲကြောင့်သူအဲ့လိုတင်ပြီးတော့သူအကောက်ကိုအဲ့လိုဟိုကအလုပ်တယ်ပေါ့နော်အဲ့ဒါတော့ထုံးစံပဲပေါ့နော်ကျွန်တော်ဖေးလည်းအဲ့လိုပဲဖေးဖေးလည်းကျွန်တော်ကိုဒီမစ်ဆရာနဲ့အက်ခဲ့တာပဲအဲ့လိုမျိုးပဲသူ့နောက် generation ကြတော့လည်းသူ့လည်းတခြားလူတွေနဲ့အက်မှာပေါ့ဟုတ်အောင် ။အဲလိုဒီဒိုမေမင်းညာရှင်နေရာဆိုတာသူ့စတိုင်နဲ့တူတာ။ဟုတ်ကောင်းလိုက်။အဲ့ခါကျတော့ဖဖေးစတိုင်ဖြစ်သွားရင်ဖဖေးကအရေးကြောက်။အားတော့မဟုတ်ဖဖေးအငယ်ငယ်တော့ကျတော့ဖဖေးစတိုင်နဲ့ဆိုရင်လည်းကတာပဲ။ဘယ်လိုဖြစ်ဖြစ်ကတာပဲ။အခုကျတော့ဒါအဲ့လိုဒီလိုဖဖေးတဲမှာဆိုရင် မိမိတွေမှာဆိုရင်လာတဲ့အကာကွက်တွေရယ်ပိုလီရှင်းတွေမှာလာတဲ့အကာကွက်တွေရယ်ပေါင်းပြီးတော့အဲ့လိုထက်ကားလိုက်ဟုတ်တယ်ကားကြတောက်ရတာလေကျွန်တော်ကြည့်ရသလောက်ပေါ့စာစာလုချိန်တန်လို့ရှင်နေရမပြင်းဘူးတော့ထားလို့တယ်ကားချိန်တန်ပြီဆိုလို့ရှင်နေဟာလမ်းပြီးမှတော့လမ်းလျှောက်နေသွားနေတော့လိုက်ကနေတော့ကျွန်တော်ရှက်တယ် အဲ့လိုကြီးလေအဲ့လိုလေအဲ့လိုများရှိတယ်ရည်သွတ်တာဟုတ်လားစေချင်းပြဝင်ချင်းမြစ်တာနဲ့ဆက်ခဲ့လို့အမင်းငါမျိုးစံမတို့တဲ့စီတီမျောမန်းတာတဲ့သူဖြစ်စင်တာကိုလုတ်ပြရမတောင်းအောင်ပေါ့ဒါဘောသူလဲကျွန်တော်တို့မှာအဆင်ပြေပါတယ်ကျွန်တော်မိသားစုမှာကလေးရဲ့ရည်ရချက်နဲ့ကလေးရဲ့ရည်မှန်းချက်ကိုဖြည့်ဆည်းပေးရမိပါတိုင်းတောင်းအောင်လေအဲ့အတွက်သူ့ရည်မှန်းချက်တွေသူ့ရည်ရချက်တွေမပြောက်ပါဘူး နော်တာတောင်ဝင်းနဲ့တော့ကျွန်တော်မထမ်းဆောင်ခိုင်းစေခြင်းဟိုဟောသူလေးလံမှာဆိုလို့ပါဝါသနာရဆိုရင်တော့ဆက်လို့သူကသူအချိန်ကြာမှာတိတမှုဖြစ်လာရင်တော့ဒါတော့အဲသူထိမ့်သိမ့်နိုင်တော့ပေါ့ကျွန်တော်တို့လည်းအဲ့လိုပဲလေအရင်တော့ဆိုလို့ရှိရင်ဝါသနာရကိုလှုပ်လှုပ်နေတဲ့ထိမ့်သိမ့်ထိမ့်သိမ့်မှုတွေတောင်ဝင်လို့ဖြစ်လာတာပေါ့အဲကြောင့်မတောင်ဝင်လို့ဖြစ်လာတော့အဲအတွန့်ရှည်လာတာပေါ့ဘီရင်ဆရာကပြောတော့အဲ့ဒီဟိုပါပေါ့ဟိုကလေဘယ်နဲ့ဘလောက် အကိုက်ညီရလုံးဝမယ်ပေါ့။ဘာအဲ့လိုဘယ်လောက်ပေါင်းခြင်းဘယ်လောက်ရမလဲလို့ပြောတော့ကျွန်တော်ရောကြွတာ။တက်ပြီးတော့အဲ့ပေါင်းခြင်းဘယ်လောက်ရမလဲကြွတဲ့ခါမှာနောက်ပြီး idea ရရပထမရွှေရောင်မင်းတင်အဲ့လိုပုံစံပေါ့။ဒါပေမဲ့ဟိုစကားရချက်နေတော့မင်းရွှေရောင်တယ်ဆိုတော့မင်းကိုရှေ့ရထားပေးလိုက်တာ။အဲမင်းရွှေရောင်တယ်ဆိုတဲ့ကလေးကရွှေမန်းဆိုတဲ့အရာပေါ့ရွှေရောင်ပေါ့အဲ့ဒါကိုမင်းမတင်ပေါ့။အဲ့လိုရွေးချက်တဲ့ကျွန်တော်အများကြီးပါ။ပေါင်ငယ်ငယ်တဲ့ကတာပေါ့။ နှစ်နှစ်လောက်မှသူစပြီးနာမည်ပေးတော့တာဟုတ်တာသဘောကျတာကြားရဒါပေမဲ့ကြောင်းပါကြလို့ရှိရင်ဒါတဲ့ငယ်ချင်းတွေကဘလို့ခေါ်ရမလဲမသိဘူးအမင်းရွှေဆိုရင်လည်းမလားရွှေရောင်းဆိုရင်လည်းဟိုလိုမိမဆန်သွားမယ်ပြီးတော့ရောင်းတင်ဆိုပြီးတော့ဘလို့လည်းမသိဘူးဘလို့မခေါ်ဘူးမင်းရွှေရောင်းတင်ပေါင်းခေါ်တယ်လည်းရရှည်လိုက်တာဟာတဲ့ဆက်တော့ဘလို့ခေါ်ကြတယ်ခေါ်နိုင်ဦးတယ်အဲ့တော့အဲဘူဒူးလိုပဲပြောင်းခေါ်တယ်အဲ့ဒါအိမ်နာမည်ကဘူဒူးအဲ့ဘောမင်းမရှိအောင်တင်ပေါ့ အဲ့ဒီပဲနဲ့ဟာအဲအဲကြောင့်နေရီတချင်းလဲဆက်ပြီးလိုက်တည်းကဟိုရွှေမန်းသမင်ရဲ့ဂုံကိုမင်းမဲရွှေရောင်တင်ပေါ့ဒါတဘောကြာကြာတယ်ဒါတကယ်တော့ကြာတယ်နေနမယ်ကစမ်းတယ်ဟုတ်အကြီးအကျယ်ပြည့်မမေရောတော့ပြောတာပဲအဲ့နမေကမြန်မာနိုင်ငံမှာတလုံးပဲရှိတာလို့ပြောတာဟမ်မြန်မာနိုင်ငံတလုံးလဲဟုတ်ပြီဟုတ်ပါတယ်ဒါနမေတလုံးပဲရှိတလုံးပဲရှိရနော်မမေမမေတော့နော်အင်္ဂလိပ်မှာဆိုမခေါ်ဘူးလေဘာလို့မြန်မာစကားမသားလဲ ဟုတ်ကဲ့ပါခင်ဗျာအတူဝါဒနာပေါ်မူတည်ပြီးတော့အခုတော့ငယ်သေးတယ်ပေါ့နော်စသုံးနဲ့ပဲရှိသေးတာငယ်ဝါဒနာပေါ်မူတည်ပြီးတော့ကျွန်တော် try ပေးပါမယ်ပြီးတော့ဟိုပေါ့လက်ခံနေတဲ့အမှုပညာရှင်တယောက်ဖြစ်အောင်ကျွန်တော်စူးစမ်းပေးပါမယ်ညာရှိကြပါတော့အားပေးသူတွေအားလုံးပြပြပြောအေးရရပြောအေးဆွေးပွဲလာကိုပြကြတော့ဆွေးပွဲလာမြင်ကြတော့စတိတ